အားလုံးပဲမင်္ဂလာပါရှင်။ဒီဗီဒီယိုလေးမှာတော့မိုးရတီမှာပဲစာရတတ်တဲ့လေကွင်းရဖားလေးပေကိုအရသာရှိရှိနဲ့ကြွကြွကြစားပြမှာဖြစ်ပါရှင်။အရင်အောင်ရရှိလာတဲ့အခွန်နှွားပီးသားလက်လက်ဆက်ဆက်ဖားလေးတွေရဲ့ခြေလက်အဖျားတွေကိုညှတ်ထုတ်ပါမယ်ရှင်။တချို့ကဖားတွေရဲ့ခြေပြားလက်ပြားတွေကိုမညှက်ထုတ်ပဲနဲ့ ဒီတိုင်းစော်စားချက်စားကြလည်းရှိပါတယ်မယုတ်ကောင်းအနေငယ်ကိုထောင်းထားပါမယ်။ တက်တံပြိုလည်းရော်ပြော့ထားပါမယ်နော်ဒီတော့ထောင်းထိုင်းငရုတ်ကောင်းနဲ့ကျက်သွန်ပြိုတွေကိုဖွာအသားလေးကိုထည့်ပါမယ်။ကစက်ထဲမှာပဲအကြုံမုတ်အနေငယ်နဲ့အသားမုတ်ထည့်ပြီးတော့တမအောင်နေလိုက်ပါမယ်နော်။ င်းနေဖို့အတွက်ရေအနှင်းငယ်ထည့်ပြီးတော့နေလိုက်ပါမယ်။အခုဆိုရင်တော့ဖားလေးပြီးကြော်ဖို့အတွက်ဒဲဦးလေးကိုစိတ်ထဲပါမယ်နော်။စီဘူးလာလို့ရှိရင်တော့နေထားတဲ့ဖားအသားတွေကိုကြော်လိုက်ပါမယ်။ အခုဆိုရင်တော့ကြွကြွရွရွဖားကြော်ဆဲပါတော့မယ်ရှင်။ ။အခြေအနေဖို့အတွက်ကတော့ကြက်သွန်ပြူအယုတ်တီအစိမ်းတောင်းတံပြာသီးနဲ့နနံပင်ပေါင်းမှဖြစ်ပါတယ်။အယုတ်တီကြက်သွန်ပြူနဲ့နနံပင်တွေကိုထောင်းလိုက်ပါမယ်နော်။

ဟုတ်ကဲ့ပါရှင်။အခုဆိုရင်တော့အရသာရှိပြီးတော့အရန်ဆောက်လုပ်ကောင်းတဲ့ဖားသားကြွကြွလေးရပါပြီရှင်။နောက်တစ်ပတ်တွင်မှလည်းဒီလိုအရသာရှိတဲ့ဟင်းမျိုးစုံကိုချက်ပြပေးမှာဖြစ်လို့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ရှင်။နောက်ဗီဒီယိုမှလည်းဘလို့အစားအစာနဲ့ဟင်းလျာတွေချက်ပြပေးရမယ်ဆိုတာကို comment မှာရေးထားပေးလို့ရပါတယ်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့တဝူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်။